ဒီနေ့တော့ကမာဝချန်ခန်းကြီး29ဖြစ်ပါတယ်။အခန်းကြီး29အငယ်1မှ14တပန်းယာကုတ်တီခကြီးသွား၍အရှိပြည်သားတို့နေရာရက်တို့ရောက်ပြီးလင် မျောကြည့်၍တောဆ၌ရေတွင်တစ်ခုကိုမြည်၏။ထိုတွင်းရေဖြင့်တိုးစုများကို တိုက်တက်သည်ဖြစ်၍တွင်းနားမှာတိုးစုသုံးစုအိပ်လျက်ရှိ၏။ရေတွင်းဝပေါ်မှာ ကြီးစွာသောကြောက်ရှိ၏။တိုးတိန်အပေါင်းတို့သည်ထိုအရ၌စုဝေးသောအခါရေတွင်းဝ၌ဖုံးအုပ်သောကြောက်ကိုလှိမ့်လံ၍တိုးများကို ရေတိုက်ပြီးလေထိုကြောက်ကိုမိမိနေရာ ရေတွင်းဝပေါ်မှတဖန်တင်ထားလေရှိ၏။ယာကုတ်ကလည်းငါညီကိုတို့တင်တို့သည်အဘယ်ရက်က လာကြသနည်းဟု မေးလျင်ငါတို့သည်ခါရန်မြို့ကလာကြသည်ဟု ပြောဆိုလေ၏တပန်ယာကုတ်ကနာခေါ်တာလာဘန်ကိုတိတလို့ဟု မေးလျင်တိဤဟု ပြန်ဆိုသောသူသည်မာဘာဤလောဟုတပန်မေးပြန်လျင် မာဘာဤသူဤတမီယာခေလာဒီတိုးများနှင့်တကွလာလိမ့်မည်ဟု ဆိုကြလေ၏ယာကုတ်ကလည်းနေ့အချိန်အလွန်များစွာရှိသေး၏ တိုးတို့ကိုစုဝေးရအချိန်မဟုတ်သေးရေတိုက်ပြီးလင်တွား၍ထိမ့်ကြဥလဟုဆိုလေ၏သူတို့ကလည်းတိုးတိန်အပေါင်းစုဝေး၍ရေတွင်းဝ၌ဖုံးအုပ်သောကြောက်ကိုလှိမ့်လံပြီးမှသာတိုးတို့ကိုရေတိုက်ရ၏သို့မဟုတ်မတိုက်ရဟုပြန်ဆိုကြ၏ထိုတို့တူးနှင့်တူးနှုတ်ဆက်ကြစဉ်တွင်ရာခေလန်သည်မိမိအဖအီတိုးတို့ကိုထိမ့်ရသည်ဖြစ်၍ တိုးတို့ကိုဆောင်လျက်လာ၏ယာကုတ်သည်မိမိဥယီလာဘန်ဤတမီယာခေလနှင့်ဥယီလာဘန်ဤတိုးတို့ကိုမြင်သောအခါအနီးသို့ချင်း၍ရေတွင်း၌ဖုံးအုပ်သောကြောက်ကိုလှိမ့်လံပြည်လင်ဥယီလာဘန်ဤတိုးတို့ကိုရေတိုက်လေ၏ထိုနောက်ယာကုတ်သည်ယာခေလကိုနမ်း၍ကျဲသောအတန်နှင့်ငိုလေ၏မိမိသည်ယာခေလအဖအီတူ ရေဘက်ကဤသားဖြစ်ကြောင်းကို ကြားပြောလင်ယာခေလသည်ပြေး၍မိမိအဖအားပြန်ကြားလေ၏လာဘန်သည်မိမိသူယာကုပ်၏တရင်စကားကို ကြားသောအခါကျိုးစိုးခြင်းဟံအလင်းအမြန်သွား၍ပိုက်ဖက်နှမ်းရှုပ်လျက်မိမိအိမ်သို့ဆောင်သွားလေ၏ယာကုပ်သည်လည်းမိမိအမှုအရာ ရှိသည်မြတ်ကိုကြားပြောလင် လာဘန်ကအကယ်စင်စစ်တင်းဒီငါအယူအတန်းပင် ဖြစ်၏ဟုဆိုလေ၏ငယ်၅မှ20ယာကုပ်သည်တလားခန့်မြနေပြီးမှ လာဗန်ကတင်းသည်ငါတူဖြစ်သောကြောင့်အကျိုးမဲ့ကြုံခံရပါမည်လောခံလိုသောအခါကိုငါအာ ပြောလို့ဟုဆိုလေ၏ထိုအခါလာဗန်၌သမီးနှစ်ယောက်ရှိ၏အကြီးကလေအာအမိရှိ၏အငယ်ကယာခေလအမိရှိ၏ လေအားကားမျက်စိနူးညံ့ဤရာခေလကပုံပြင်ရင်ကျေး၍အသွေးအစင်းလဲလှဤရာကုတ်တီရာခေလကိုချစ်သောကြောင့်လာဗန်အားဥမင်းသမီးအငယ်ရာခေလကိုရခြင်းဟခုနှစ်နှစ်အစီခံပါမည်ဟုဆိုလျင်လာဗန်ကအခြားသောသူအားပေးစားသည်ထက်တင့်အားပေးစားသောတာ၍ကောင်း၏ငါနှင့်အတူနေလော့ဟု ဆို၏ ရာကုတ်တီလဲရာခေလကိုရခြင်းငါခုနှစ်နှစ်အစီခံနေ၏ရာခေလကိုချစ်သောကြောင့်ခုနှစ်နှစ်ကိုနေသောနေ့ရက်ကဲ့သို့ထင်မှတ်တည်းအငယ်27မှ30ရာကုတ်ကလည်းချင်းချက်သောအချိန်ရှိပါပြီကျွန်ုပ်ဒီမယားနှင့်ဆက်ဆံဖို့ရန်ပေးစားပါဟုလာဘန်အားဆိုလင်လာဘန်ဒီထိုရက်၌နေသော သူအပေါင်းတို့ကို စီဝေးစေ၍ပွဲလုပ်လေ၏ညာဥအချိန်ရောက်မှဇီလပအမိရှိသောဂျမကိုသမီးလေအား၌လက်ဖွဲ့လျက်ထိုသမီးကိုဆောင်တွေး၍ရကုတ်တီသူနှင့်ဆက်ဆံလေ၏နန်း၏အချိန်ရောက်မှရကုတ်တီကြီးစုသောအခါလေအားဖြစ်ကြောင်းကို သိမြင်လျှင်လာဗန်ထံသို့တော်၍ကျွန်ုပ်၌ပြုသောအမှုကားအဘယ်သို့နည်းကျွန်ုပ်သည်ရခေလကိုရခြင်းက အစီခံရပြီမဟုတ်လောကျွန်ုပ်ကိုအပေကြောင့်လှည့်စားရသည်ဟုဆိုသော လာဘန်ကငါတို့ပြည်၌သမီးအကြီးကိုမပေးစားမီအငယ်ကိုမပေးစားရခொနရစ်စီအောင်ငှံ့ဦးလောနောက်တဖန်ခொနနှစ်အစီခံရသည့်အတွက်ရာခေလကိုလည်းတင့်အားပေးစားအုံးမီဟု ဆိုသည့်အတိုင်းရာကုတ်ဝန်ခံ၍ခொနရစ်စီပြီးမှလာဘန်သည်ဘီလဟာအမိရှိသောဂျမတ်ကို လက်ဖွဲ့လျက် သမီးယာခေလကို ပေးစားလေ၏ယာကုတ်သည်ယာခေလနှင့်ဆက်ဆံ၍လေအာကိုချစ်သည်ထက်တာ၍ချစ်၏လာဘန်ထမံတဖန်ခုနှစ်အစီခံလေ၏ငယ်37မှ35လေအာသည်အမုန်းခံရသည်ကိုသာရဖျားတိမြင်၍သားဖွဲရသောအခွင့်ကို ပေးတော်မူ၏ယာခေလမူကားမြုံ၏လေအာသည်ပရိဒရေယူသည်ဖြင့် သားကိုဖွားမြင်၍ရုဘင်အမည်ဖြင့်မှဲ့လေ၏အကြောင်းမူကားသာရဖျားသည်ငါဤဆင်းရဲခြင်းကိုအမှန်ကြည်မြင်တော်မူပြီးတို့ဖြစ်၍ယခုငါလင်သည်ငါကိုချစ်လိမ့်မည်ဟုဆိုတည်းတပံပရိဒရေယူပြန်၍သားကိုဖွားမြင်တော်ငါသည် အမုန်းခံရကြောင်းကိုသာရဖျားကြားသောကြောင့်ဤသားကိုလည်းပေးသနာတော်မူပြီးဟု ဆိုပြီးလင် ထိုသားကို ရှိမောင်အမည်ဖြင့်မှဲ့လေ၏ တပံပရိတရိယူပြ၍တားကိုဖွားမြင်သောငါလင်အားတားသုံးယောက်ကိုငါဖွားမြင်သောကြောင့်ယခုတခါသူသည်ငါနှင့်ပေါင်းဖော်လိမ့်မည်ဟုဆို၍ထိုတားကိုလေဝိအမိဖြင့်မှဲ့လေ၏တပံပရိတရိယူပြ၍တားကိုဖွားမြင်သောသာရဖျားကိုယခုငါချီးမွမ်းမည်ဟုဆိုသည်ဖြစ်၍ထိုတားကိုယူရမည်ဖြင့်မှဲ့လေ၏ထိုနောက်တားပြ၍မဖွားဘဲနေ၏ Okay, now video မှာပြန်တွေ့ကြမယ်။ Bye bye.